နမကရှော့လိုက်တုံးစကွေးဆက်နှကောင်မသာပေါ်တဲ့ကိစ္စဒီနေ့ထူးထူးခြားခြားရှိနေပါတယ်အဲ့တော့ဘုံမူပါဝင်ကလေးနှစ်ဦးညနေ6နာရီချိန်မှာတက်ဆေးမှုပို့တယ်ဒေဆုံးမှုတွေအမြောက်အများချုံမိုင်မိုင်ရဲ့လပတော့ကကွက်လီတခုကြောင့်နမကကိုရှော့လိုက်တုံးအဆင့်တော့မဟုတ်ဘူးရော့ကက်အဆင့်ကိုပြက်ကတိုက်ခိုက်တဲ့သတင်းတွေရှိပါတယ် ဒါပြင်မှာကျွန်တော်တို့ရဲ့တော်လန်အမှုပညာရှင်များဖြစ်တဲ့မက်ဖီဘျူကျော်တိန်ရဲ့ Sisney ရှုပ်ဝဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့တော်လန်အမှုပညာရှင်ကိုမင်းမော်ကွန်ကပြောရတဲ့စကားလေးတွေအတန်လေးတွေလည်းရှိပါတယ်။ဒါရီအပြင်ရွေးကောက်ပွဲရွေးကောက်ပွဲချက်တအောင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ဟိုဘက် Allegi Review Channel မှာကျွန်တော်တို့ကိုညာသားနဲ့စကားပြောတာသိတယ်ဗျာအဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကောက်ကြောင်းလေးတွေလည်းပြန်ဆွဲကြရအောင်ကဲစလိုက်ကြရအောင်မင်းမော်ကုန်းကစမယ်ဗျနာမည်ရင်းကကြော်ကြော်ထိတ်လွင်တကုံတစ်ကြောင်းထွက်အဲ့တော့ကိုမင်းမော်ကုန်းကမနေ့ကပို့လီတစ်ခုတင်တာကိုကျွန်တော်တို့တွေ့ရတယ်စစ်တီရှိုးပွဲနဲ့ပတ်သက်ပြီးမနေ့ကတနေ့ကတင်တယ် စစ်နီရှိုးဝဲနဲ့ပတ်သက်ပြီးတော့မဘီဘီကျော်သိန်းမဘီဘီကျော်သိန်းရရှိငွေတွေနဲ့ပတ်သက်ပြီးစရင်ရှင်းလားမရှင်းလားဘာလားပေါ့နော်အဲဒါမျိုးလေးတက်လာတော့တွေ့ရတော့ကျွန်တော်တို့ကဖတ်ကြည့်လိုက်တယ်အဲ့တော့ဒီကနေ့တော့စစ်နီရှိုးဝဲကရရှိငွေတွေကိုအဲဘယ်ရွေးဘယ်မြောက်ဆိုတော့ရှင်းလင်းချက်ထုတ်ပြန်မှုတစုံတရာကိုတော့ကျွန်တော်တို့တွေ့ရတယ် ဒါကြောင့်မို့လဲဒီနေ့ထပ်ပြီးတော့မင်းမောက်ကွန်ကနေပြီးတော့ထပ်တင်နေပေါ့နော်ထပ်တင်နေစာလေးတစ်စောင်ထပ်တင်စစ်စနီရှိုးဝဲကိုအစင်းရှင်းပြီးသားတော့ကျေးဇူးတင်ပါတယ်တဲ့အဲ့တော့မဲလ်ဘုန်းကရှိုးဝဲတွေ UK ကရှိုးဝဲတွေကိုလည်းအစင်းရှင်းဖို့ပြောလိုပါတယ်ဆိုတာမျိုးပေါ့အဲ့တော့တော်လန်လူပညာရှင်တွေနဲ့ဒီဒီပွဲစီစဉ်သူတွေကဘယ်လိုမျိုးတွေလဲတော့ကျွန်တော်တို့မသိပေမဲ့ တော်လိုင်းကြီးကိုငွေကြေးအမှန်ကန်စီးစင်းနေလားဆိုတဲ့ကိစ္စတွေကတော့ဒီနောက်ပိုင်းမှာမေခုံးတော်တော်ထွက်လာပါတယ်။နောက်အညာပကဖရီရဲ့အခွန်ကောက်ခံမှုကိစ္စတွေနဲ့ပတ်သက်ပြီးမနေ့ကကျွန်တော်ကြားသိရချက်အရဆိုရေပေါ့နော်။မကူရုံးမတောင်ချေကအမှန်နဲ့စစ်ဒေတာမကူရုံးမတစ်တော်ကျိုးဝိုင်းကြီးပေါ့နော်။အဲ့ဒီကတစ်ထုတ်လို့ရရှိငွေဟာ FN စစ်အလုံးမြောက်များစွာဝယ်ယူလို့ရတယ်။သို့တော့ ဒီပစ္စံတွေဒေါ်လာရေးတဲ့ဘုတကယ်ရောက်နေလားဆိုတဲ့ကိစ္စမျိုးတွေကျွန်တော်အများကြီးလိုက်ရှိစေရမယ့်အခြေအနေတွေရှိပါတယ်ဒါကကျွန်တော်တော်လာရေးရဲ့အခြေအနေပေါ့ဒါမှမဟုတ်လေဖက်စစ်တက်ကဘာတွေဖြစ်နေလဲဆိုတော့လက်ရှိ2025မေလအတွင်းမှာစစ်တပ်ထဲမှာသူတို့စစ်တပ်တွေကကောက်ခံနေစင်းပြီးပေါက်ကြားလာမှုရစစ်သားစစ်စစ်ဆိုတဲ့လူတွေဟာဗိုလ်ချုပ်တွေအပါ အောက်ခြေစစ်သားတီဆယ်ရာခိုင်နှုန်းပဲရှိပြီးပေါ်တာဆွဲအင်အားဖြည့်ထားတဲ့လူက90ရာခိုင်နှုန်းဖြစ်နေတယ်ဒါကြောင့်တိုက်တိုင်းရှုံးပါတယ်တိုက်တိုင်းရှုံးပါတယ်လွန်ခဲ့သော9နှစ်မှာဆိုရင်တဲ့အေးရရခိုင်ပြည်နယ်ကိုမရနိုင်ပါဘူးတဲ့လောက်ကင်မကြနိုင်ပါဘူးတဲ့ PDF တွေလာလာမြင်လာတဲ့စစ်ကြောင်းတစ်ခုလုံးအသက်လူထွက်ပြေးရတယ်ဆိုတာမဖြစ်နိုင်ခဲ့ပါဘူးတဲ့တမတော်သားတွေရှင်လုံးလဲ့တယ်လို့အလင်းဝင်လာမျိုးမဖြစ်နိုင်ပါဘူးတဲ့ ိုက်လေရင်နေပြစ်ချခံရတဲ့ဆိုတာမရှိခဲ့ဘူးပါဘူးဆိုပြီးတော့တက်တွင်းအကွဲချောင်းအတန်တစ်ခုထွက်လာပါတယ်။တချိန်တော့မြန်မာပြည်ရဲ့တက်မတော်သမိုင်းမှာတော့ဘယ်တုန်းကမှလက်ရှိလိုအခြေအနေမျိုးကတော့မရှိခဲ့တာအမှန်ပဲ။ကစွန်ရဲ့တစည်း100 200ပေးပြီးကော်ဖီမက်တစ်ခွက်100 200ပေးတော့ရပေးတော့တဲ့အခြေအနေလေးစိတ်မကြည်မကြည်လို့အစိုးရကိုထိုင်ဆဲလို့ရတဲ့ဘဝမျိုးကိုတော့ ဖက်စစ်တက်လောက်တာပြန်မရတော့ဒါလေးပြောရင်နမခအကြောင်းဆက်ရအောင်အဲ့တော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်နောက်ပြောတယ်စစ်ဌာနတုံးနမခနမခကို rocket shot တလုံးစေလုံးနဲ့တပြိုင်နဲ့ပြစ်ပါတယ်ညက်နေ9နိုင်ခွဲက28ရက်နေမှာအဲ့တော့တိုက်ခိုက်တဲ့တပ်ဖွဲ့ဟာချင်းတွင်း rocket brother crb ဖြစ်ပြီး6ကြိမ်မြောက်တိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ PDF တွေရဲ့လက်နက်ခဲယမ်းတွေစမ်းသပ်လေ့ကျင့်ကွင်းဟာလေဒတ်ဌာနချုပ်တွေစစ်တိုင်းဌာနချုပ်တွေဖြစ်နေပါမယုံမရှိပါအဲ့တော့နမခစစ်တိုင်းထဲမှာတော့ rocket တွေနဲ့ပြက်ကက်တိုက်ခတ်မှုကြောင့်စီကိုရောင်တက်နှလုံးပြက်စီးတယ်။စခန်းရုံးရိတ်ခါကိုရောင်မီးလောင်တယ်။လိုင်းငန်းတွေထိမှန်ပြက်စီးတယ်။အရာရှိရိတ်သားမှာရက်ထားတဲ့အိမ်စီးကားနှစ်စီး ပျက်စီးတယ်စစ်တမ်းရုံးမှာအရာရှိ9ဦးအရာကြီးဇနီး၄ဦးစစ်သည်12ဦးပွဲချင်းပြီးတိတ်ပါတယ်အပြင်းထန်အတူအပြတ်ဒဏ်ရာရ၄ဦးအရာရှိနေမို့အခြားအဆင့်15ဦးပုံမှုနှစ်ဦးအဲ့တော့အဲ့လူတွေကိုတော့ညနေ6နာရီမှာ မုံရနာမခါကိုကင်းတောက်ကြည့်နေတဲ့ရဲဘော်တွေရဲ့တရင်ပြပူကြရအတဆခွဲ၄မြင်းတောင်း300တက်စေးုံကိုပို့ဆောင်ခဲ့ပြီဆိုတော့28ရက်နေ့မှာအဲ့ဒီစေးုံမှာပဲအရာရှိတူဘုံမူတူစစ်တီနူဖတ်ပေပါတယ်အဲ့တော့ဘလောက်ဒီတရင်ကတိကျလဲတော့မသိဘူးအဲ့ဒီတေွားတဲ့မသားတွေကိုအလုံးမြုပ်တင်းချိုင်းမှာတရဏဂုံတင်စစ်တင်းချိုင်းမှာတရဏဂုံနာရေးပြုတ်လို့ အဲ့တော့နော်ဒါနဲ့ပတ်သက်ပြီးချင်းချင်းတွင် rocket brother CRB ဥဆောင်ပြီးတော့ချိုးမိုင်းမိုင်းချိုးမိုင်းမိုင်းကာတူးလေးတယ်ဆိုလို့ဂန်နီ anonymous hero ချင်းတွင် brother တို့ပူးပေါင်းဆောင်ရွက်တယ်လေကြောင်းရံနဲ့ပတ်သက်ပြီးတော့တောက်လျှောက်သတင်းပေးပို့နေတာကတော့အထက်ပမာကြီး air defense force and kevin ဒီဖွဲ့ကိုကျေးဇူးအထူးတင်ရှိကြောင်း ပြောတာပါလေဆိုတော့တစ်ဖက်မှာစစ်ကူစစ်ကြောင်းဝင်လာမှာကိုတရင်ပို့တဲ့သူတွေရှိနေသူလေကြောင်းရံကုန်တရင်ပို့တဲ့လူတွေရှိတယ်ပြစ်ကက်တိုက်ခိုက်မှုကိုအဖွဲ့တွေပေါင်းလုပ်တယ်ပြောချင်တာက viewer မြောက်ပြစ်ကက်တိုက်ခိုက်မှုတွေလှုပ်လာနိုင်ပြီဆိုတာကိုဖစစ်တဲ့အတွက်တော့အိမ်မက်ဆိုးပါပဲဒီနောက်ပိုင်းရဲ့တိုက်ခိုက်မှုတွေဒီတပတ်အတွင်းတိုက်ခိုက်မှုတွေထဲမှာရာကိုမန္တလေးလမ်းဟောင်းကစခန်း၉၀၀တပြိုင်နက်တိုက်ခိုက်မှု နောက်ကြောက်ကြီးတိုက်ခိုက်မှုတောင်ကူဇေယောက်ဒီဂျာဇက်အပါဝင်မြစ်ထားပူရာယုံ6နေရာတပြိုင်နဲ့တိုက်ခိုက်မှုတွေဟာဘီဝါမြောက်စနစ်တကျစစ်ဆင်နိုင်မှုဖြစ်ပြီးအာခတ်တတော်အေးရဲ့စင်နီဂျူဟာပုံစံမျိုးကိုကျွန်တော်မြင်ရပါတယ်အဲ့တော့ PDF တွေကို PDF တွေကိုတော်လိုင်းရေးသမားတွေကိုတော်လိုင်းရေးတပ်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ 台湾的古龙哥，啊 <laughs>，叫鸡叫你呀？你说的，气你搞咯，没来没水，要古要你，没用心的，没用心的，到底是马帮的身量，气多漂亮？哼哼，hello，特别哟，路威那点呢？对你说，和帮地帮，打酷打酷的公路，和江个地江个，多样的保护，使得个呀呢？ ဘီလူလူလူကိုတရေတဲ့ကောင်ထွက်ခဲ့လို့မောက်မာရိုင်းဆိုင်ခဲ့တဲ့ကောင်တွေအတွက်ရလကဒါပဲမင်းတို့ပေးရင်တဝင်းလေးကအပြင်ကိုထွက်ခဲ့တာအဲ့တော့ထပ်ပြီးတော့ဒီကနေ့စစ်မှုထမ်းအောင်တကောင်ရေးတဲ့ကြိုးမှာငိမ့်စာနေစစ်မှုထမ်းအောင်ယုံအဲ့ငိမ့်စာနေစစ်မှုထမ်းအောင်ယုံပါလေဘိုးမိုက်ခဲခဏခဏဖြစ်တာ ခဏခဏပြေးတာအဲ့ကတက်ချက်ကြီးအငိမ့်သားတက်ချက်ကြီးထွန်းအောင်ဆိုင်ကနေလာတယ်မြို့ထွက်မှာရေကြိုးပကပရဲဘော်တွေကဖမ်းဆီးတယ်စစ်ဆေးတယ်လက်မခံဘူးထွက်ပြေးတယ်ပြစ်ခတ်လိုက်ရတဲ့အတွက်တိတ်ဆုံးသွားပါတယ်ဆိုတော့စစ်သားဆိုရဲဖက်စစ်တဲ့တပ်ဖွဲ့ဝင်များ ਨੇ စစ်တဲ့အတိုင်းဝိုင်းတစ်ခုလို့ အခုလောလောဆယ်မှာကြီးလန့်စာစားဘဝကိုရောက်နေပြီကွာအဲ့တော့သူတို့ထွက်ပေါက်ရှာနေပါလေဘလို့ထွက်ပေါက်လဲဆိုတော့ရွေးကောက်ပွဲဆိုရဲထွက်ပေါက်နေငိမ့်ညာရေးဖိုရန်ဆိုပြီးတော့မနေ့တတိကလောက်ကြတာပေါ့ဗျာကျွန်တော်မိုးတနေ့မနေ့ကလည်းပြောပါတယ်နော်ကျွန်တော်ပြောပါတယ် စစ်တပ်တွေဟာစစ်ရှုံးလိုက်ငင်းငယ်စကားပြောလို့ရှိတယ်။အဲ့တော့ရွေးကောက်ပွဲဆိုတာလေးကိုကျွန်တော်တို့ကောက်ချောင်းကြည့်အောင်ပထမတော်လန်တိုက်ပွဲသတင်းတွေအောင်ပွဲသတင်းတွေကိုပြောပြီးတကလာရွေးကောက်ပွဲတို့ငင်းငယ်ဖိုရန်တို့မှာထွက်လာတဲ့အတန်တွေတဲမှာဥက္ကူကြီးပြည်သူပါတီဒေါ်ညိုညိုသင်းအော်အရင်တော့ NLD ပါတီဝင်ဖြစ်ခဲ့သူဒေါ်စန္နာမင်း NLD ပါတီကမရှိတော့ဘူးတဲ့သူပြောတာ ပြည်ပမှာတော့ရှိတယ်ပြည်တွင်းမှာတော့မရှိတော့ဘူးအဲ့အဲ့ NLD ပါတီအတွင်းတွေကပြဿနာတွေရလဲအခုတော်တော်ရှုပ်ထွေးနေတယ်ဆိုတော့ဒါတွေကိုထားလိုက်သူတို့ပြောစကားတွေအရာပေါ့တော်ညိုသိဆိုရင်ပြောပါလေလက်ရှိအဲသူဒီငင်းကြိုင်းဖိုရမ်ကိုဘာကြောင့်တက်လဲဆိုတော့တိုင်းပြည်မှာတည်ကျင်နေတဲ့လူတွေတိုင်းပြည်မှာလူငယ်တွေရဲ့အလောင်းတွေပေါ့နော်နေ့စဉ်ဖြစ်ပွဲတွေကိုသူမခံစားနိုင်ဘူးသူသွားတက်တဲ့အတွက်ပေါ့နော် အဲသူရဲ့ဂုံတိတ်ခါထိခိုက်မယ်ဆိုလဲထိခိုက်ခံနိုင်ပါတယ်ဆိုလဲစကားမျိုး post မျိုးတင်လာတာတွေ့ရပါတယ်အဲဒါမှကြည့်ရရင်အကြမ်းများဖြစ်ကျွန်တော်တို့လက်ခံနိုင်စရာရှိပါတယ်သို့တော့လက်ရှိဖြစ်ပေါ်နေတဲ့အခင်းချင်းတစ်ခုလုံးကိုနံပါတ်1ဘယ်သူလုပ်ခဲ့တာလဲဘယ်သူလုပ်ခဲ့တာလဲစစ်တပ်အာဏာသိမ်းလို့ဖြစ်တာပါအာဏာကိုသိမ်းစရာမလိုတော့အောင်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မတရား နှစ်ပေါင်းများစွာဆွဲပြီးစစ်တပ်ကအခွင့်ထူးခံရတဲ့ဂျားတွေကမတော်လောဘနဲ့ထပ်ပြီးအာဏာသိမ်းတဲ့အကျိုးဆက်လို့ကျွန်တော်ဒီညာကတော်ညိုညိုတင်းထန်ကိုလေးစားစွာပြောကြပါရစေ။နောက်တစ်ယောက်ကဥက္ကူကြီးပြည်သူပါတီကပြည်သူပါတီမှာကျွန်တော်၄လလောက်ပါတီဝင်လောက်ဖူးတယ်။ဒါလိမ့်စရာမဟုတ်ဘူး။ NLD ပါတီမှာ၃နှစ်လောက်ကျွန်တော်လောက်ဖူးတယ်။ကျွန်တော်ရဲ့ပထမဦးဆုံးနိုင်ငံရေးပါတီရဲ့ဘဝအစဟာ NLD ပါတီဖြစ်ပါတယ်။ ဒုတိယမြောက်ကတော့ပြည်သူ့ပါတီပေါ့အဲ့ကလာတော့ကတော့67မျိုးသက်ကျောင်းသားကောင်းဆောင်တဲ့ပါတီဖြစ်တယ်အဲ့ဒီဒီကလာမှာ NLD ကိုချက်ကန်ဘယ်လင်းလုံးမယ်ဆိုပြီးတော့ဝင်ရောက်ကြတဲ့သူတွေအများအပြားမျိုးဆက်နိုင်ငံရေးတမားတွေအများအပြားရှိပါတယ်ထားပါဒါကနောက်မှကျွန်တော် define မို့ video define နဲ့တီးတဲ့အကိစ္စလေးကိုပြောမယ်အဲ့တော့လူအပြည့်နိုင်ငံဝန်ဆောင်အပြည့်ပြေဝါပါတယ်သို့တော့အတွေးမိုင်းအမြင်မားတယ်အမြင်မားရဲ့အလုံးမားတယ်ဆိုတဲ့လူပဲ ဥက္ကိုကြီးဟာစစ်တပ်ကိုယုံကြည်လိုက်တာပါပဲစစ်တပ်ကတက်လုံးဂတိမတီခဲ့ဘူးဆိုတာကျွန်တော်တို့ထပ်သူတို့ပိုသိပါတယ်သူတို့ထောင်ထဲမှာနှစ်ပေါင်း60 90ထောင်ကြခံခဲ့ရတဲ့လူတွေပါဒါပေမဲ့သူဘာလို့စစ်တပ်ကိုထပ်ယုံနေတာလဲဆိုတာကိုကျွန်တော်စဉ်းစားမရဘူးစစ်တပ်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘယ်တုန်းကမှဂတိမတီခဲ့ဘူးပြောစရာပြောပြောစကားတွေနဲ့ပတ်သက်ပြီးဘယ်တုန်းကမှဂတိမတီခဲ့ဘူး အဲ့တော့စစ်တပ်နဲ့ပတ်သက်ပြီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်ကောက်ကြောင်းလေးကြည့်ကြရအောင်ဥက္ကိုကြီးဆိုပြောတယ်ပေါ့အာနာ၃ရက်လုံးကိုနတ်စကဆိုရင်မင်းအောင်လိုင်းကထိန်းချုပ်ထားတယ်အရသားဆိုရလို့ဖို့ရွေးကောက်ပွဲကအရေးကြီးတယ်ဆိုတာပြောပြောလာပါတယ်နော်ဒီအပိုင်းမှာဒီဒီအတန်ဟာကျဲလောင်တယ်ပေါ့နော် NLD ပါတီဝင်တွေ NLD အမတ်ဟောင်းတွေစီကလည်းထွက်လာတာကိုတွေ့ရတယ်သူတို့တကယ်ပဲအဲ့ဒါသူတို့အဲ့လိုထင်နေတာလား နော်အဲ့အာနာ၃ရက်လုံးပါလေအနာဒီအစိုးရလက်ထက်တုန်းကလေအဲ့အာနာ၃ရက်လုံးပါစစ်တပ်လက်ထဲမှာပဲအပြည့်အဝမဟုတ်တာတော့တုံးပုံ85ခြာခိုင်မတော့သူတို့ကြိုင်တာလားဟိုးတော့ကွာ60နှစ်နေဝင်းအာနာသိမ်းပြီးရချင်းနေချေပြီးစစ်တပ်ဟာဒီအာနာ၃ရက်ကိုလက်ပတ်ကစားနေတာများဗျာခင်ဗျားတို့မသိကြတာလားမသိကြအောင်ဆောင်နေကြတာလားကျွန်တော်မတွေးတတ်ဘူးအဲ့တော့အချင်းနီမန်တွေကိုကျွန်တော်တို့ကြည့်ကြရအောင် 60နှစ်မှာဘုကြိုကြီးနေဝင်အာနာသိမ့်ပြီးတော်လိုင်းအကောင်စီလို့နာမည်ပေးတယ်။ခြေဥထံဆွဲတာ12နှစ်ကြာသွားတယ်။တကယ်လို့47အဲ့တော့ထောင်ကိုလေးစကွန်ကွန်စတီကျူရှင်းပေါ်ဒီမိုချီကဥရီရှိတယ်။အရမ်းမောင်းတယ်။ဒါပေမဲ့ပါလီမန်ဒီမိုကရေစီစနစ်ဆိုတာမျိုးပေါ့နော်။ဆိုတာမျိုးကြောင့်နေဝင်ဟာမကြိုက်ဘူး။အဲ့တော့ဗမာနီးဗမာဟန်ဆိုရှယ်လစ်ဆိုပြီးတော့ ိုင်းပြည်ဘန္နာရီအာဏာတွေကိုမောင်းပိုင်စီးပြီး94,000ဖွဲ့စည်းမှုအခြေခံအမှုတွေကိုပြထမ်းပြီးနေဝင်းကစစ်ဝင်ဆောင်ချုပ်ခေါင်းပေါင်းပြောင်းဝစ်ပြီးတော့တိုက်ပုံဝစ်ခါပါတီဥက္ကဋ္ဌကြီးအဖြစ်လုပ်တယ်တမနာလည်းလုပ်ခဲ့ပါတယ်အဲအဲ့ဒါပဲလားဆိုတော့အဲ့ဒီမှာနေဝင်းလုပ်ခဲ့တဲ့ဒီတမိုင်းကြီးတွေမှာစစ်သားအဓိကဝါရဆိုတဲ့အချက်အချက်ပါပါတယ်မဆလာဆိုတဲ့ညီမဆိုကြီးလမ်းစဉ်ပါတီ unit တွေထဲမှာ ရက်ကွက်အုတ်ချုပ်ရေးပေါ့ရက်ကွက်ပါတီယူနစ်ကစပြီးတော့ပြည်နယ်နဲ့တိုင်းအကုန်လုံးမှာအဲအဓိကဆိုရင်ပြည်နယ်တိုင်းဥက္ကဋ္ဌတွေမှာဘုံချုပ်ဟောင်းတွေကိုထည့်တယ်သူမဆလာအစိုးရထဲမှာလဲစစ်တပ်ဘောင်းကြီးချုပ်တွေထည့်တယ်နိုင်ငံတည်ဆောက်ရေးလူပညာကိုနားမလဲဘုံမသိကိုမသိပဲလဲငါတို့ဒေါ်စိအေးចောင်းစင်းတာအကုန်တတ်တယ်ဆိုပြီးလုပ်လိုက်တာတိုင်းကြီးဟာ လူမွေးစည်းရင်းဝေပြီးကဘာမှာဖွင့်ပြူအနောက်ကျသော RDC နိုင်ငံဖြစ်သွားတယ်လူမွေးနိုင်ငံကျင်းလာရတယ်နေဝင်းကတော့အမေရိကန်ဥရောပကိုလေရင်နဲ့အခောက်အခောက်ခောက်အခါခါသွားပြီးမိမတွေထဲ့လဲယူအိမ်လေးဝဲအခုထိသူ့ရဲ့တာသမီမြင့်မြင့်တရားပျော်ပြလို့မရတော့ချမ်းသာနေလို့နိုင်ငံကြီးတမားကြီးတိအောင်ပြန်ပြောပြတာပါမိပြည်သူတွေလည်းတိအောင်နော်အဲ့တော့ ခင်ဗျားတို့တပါတီစနစ်ပဲကြိုက်တာပါတီတုံစနစ်ကြိုက်လားဆိုပြီးတော့ဘောက်ဝချင်းစိအေးတော်ပုံမှာစစ်တပ်ကမိုးပေါ်ထောင်ပြည့်အဲစစ်တပ်ကမိုးပေါ်ထောင်မပြည့်ဘူးတဲ့တယ်ပဲပြစ်တယ်ဆိုပြီးပြောခဲ့တယ်ဒူအဲ့ဒီမှာစစ်တပ်တွေကအကိုကြီးညီလေးလက်ဝါးရက်ပြီးဘုံချုပ်စောမောင်အာနာထာသိမ်းတယ်အဲဘုံချုပ်စောမောင်ကြတော့လေးတံပြော်လေးနဲ့ပြည်သူတွေလော်လော်နဲ့ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့အကောင့်တွေဖော်ပြီးကျွန်တော်စစ်တမ်းရအောင်ပြန်ပါမယ်ပါတီတွေမှတ်ပုံတင်ကြပါ60ရွေးကောက်ပွဲလုပ်ပါ NLD က84ရာခိုင်နှုန်းနိုင်ခဲ့အနာလွဲခဲ့လို့လားအဲ့ဒီမှာဗိုလ်ချုပ်စောမောင်ကိုဗိုလ်ချုပ်စောမောင်ကပေါ့ဗျာနိုင်တဲ့ပါတီအနာလွဲမယ်ပါမယ်ခြေဥဆွဲပြီးကြပါခင်ဗျားတို့ဆွဲကြပါကျွန်တော်တို့စစ်တပ်ကစစ်တမ်းရပြန်ပါမယ်လို့ပြောလို့ဆိုပြီးတန်းရွှေနဲ့ခင်ညွတ်အတွဲအဆက်ကထပ်ပြီးဒီကောင်းနေနိုင်ငံရေးသမားတွေခြေဥဆွဲပြီး တိုင်းပြည်အာဏာရယူရင်ငါတို့စစ်တပ်ကဘာလိုက်ပြန်ရမှာလားဒါဆိုမဖြစ်သေးဘူးဆိုပြီးတော့တစခန်းထလာပြီးတန်းရွှေအာဏာထပ်သိမ်းပါအာဏာလက်လို့ခွတ်ကျုတ်ဖြစ်ရမယ်ကိန်းကြနေမကောင်းရင်ခဏနားလိုက်ပါဆိုပြီးဟုတ်ခေါင်းလေးကိုအယူစေးထိုးထည့်ပြီး62ခုနေမှာတန်းရွှေခင်ညွတ်အတွဲအာဏာထပ်သိမ်းပါမောက်အေးပေါ့ဗျာမောက်အေးပါအဲ့တော့ဒေါက်က49ကိုတီကျူရှင်ကြီးတစ်ခုလုံးကို အမှန်ဆိုရင်ဗိုလ်ချုပ်ကိုယ်တိုင်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးချံထွန်းနဲ့ဆွဲခဲ့တဲ့ချိန်ဦးကြီးရှိပါလေရနဲ့ထပ်ပြီးတော့50ခုကိုမကြိုက်လို့12နှစ်84ဖွဲ့စည်းပုံဆွဲနေ။နောက်ထပ်ပြီးတော့ညောင်နေပင်ကို1993မှာခြိတက်ကြဆိုပြီး60အနိုင်ရလွတ်တော်အမတ်တွေ NLD ပါတီဝင်တွေအကုန်ဖမ်းတယ် အဲ့တော့49ကိုသုံးသက်ဆွဲတာက12နှစ်ခုနစက်လေးကြီးကိုဖျက်ပြီး2008ဆွဲတာကစစ်တပ်လုပ်ပေါက်ပြီနော်အဲ့တော့2008 1993ကနေ2008ဒီဆွဲတာ15နှစ်ကြာအဲ့2008အဲ့ဒီမှာတော့ လက်ရှိအုပ်ချုပ်ရေးစီးပွားရေးကျန်းမာရေးမှာစစ်တပ်ကကောက်နေပြီအကုန်လုံးထိုးထည့်ထားပြီလွတ်တော်ထဲမှာအစိတ်သားတိုင်းနဲ့ပြည်နယ် sorry ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဌာန၃ခုကိုစစ်တပ်ကတိုက်ရိုက်ခတ်အပ်စစ်တပ်ကကြိုက်တဲ့လောက်တောင်းမယ်လွတ်တော်ကစည်းစည်းခွင့်မရှိဒီလိုလူပါဝါရတဲ့ဥပဒေကို15နှစ်ဆွဲခဲ့တာ1993နဲ့2008တိအဲ့2008မှာနာဂစ်ဖြစ်ပြီးလူတန်းနဲ့ချီသေးတာကို69တက်သမ999ရာခိုင်နှုန်း ထောက်ခံတယ်ဆိုပြီးအတည်ပြုဒီစစ်တပ်စောက်ခြင်းအဲ့တော့ညောင်နေပင်နီလာကမှာတိမ့်စိန်တို့ခင်ညို့တို့ကဟန်ပြဆွေးနွေးတယ်မိုးချုပ်ပြီဆိုရင်စာဖတ်သူကြီးတန်းရွှေကိုအစီရင်ခံလာတယ်အဝေးကနေလမ်းပြင်နေတယ်နော်ဒီလိုနောက်ချက်ပေါ်စီမှုအခြေခံဥပဒေအတည်ပြုရေးရွေးကောက်ပွဲမှာတော့ဟောအတည်ပြုရေးမှာတော့69တက်သမ69နိုင်တာပေါ့ဗျာ ဓမ္မမာလေတန်းရွှေဆိုတဲ့ကောင်ကဘာလုပ်လဲဆိုတော့ချက်ဖို့အတင်းဆိုပြီးကျွန်တော်တို့အတင်းကြီးပါလူမှုရေးအတင်းကြီးပါဆိုပြီးအတင်းကြီးထောင်လာရကလို့နောက်တော့ပါတီနာမည်ပြောင်းဟိုးတစ်ချိန်လုံးကကျတော့ဘာလဲတာဆာညာတိုင်းသာစီလုံးညုံဖွံ့ရေးပါတီနော်အခုနောက်နောက်ပိုင်းကျတော့နေဝင်းခင်မာတာဆာညာတန်းရွှေခင်မာချက်ဖို့စစ်တကအဲ့လိုနှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့လှုပ်ချင်တိုင်းလုပ်နေခဲ့တာ ်ဟေးအဲ့ရန်ဒစ်စာ2010ရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ဥက္ကရာကိုပုံချုပ်ဟောင်းပုံမူဟောင်းတင်အေးပုံချုပ်ကြီးဟောင်းတင်အေးလာတိုက်စိတ်ကိုလူဝင်လဲမင်းသမရလို့ဟဲ့ဒီတဲ့ပုံချုပ်ကြီးကိုလူဝင်လဲဒုသမရပေးပုံချုပ်ကြီးရှစ်ဦးကိုလူဝင်လဲဒုသမရကျန်ပုံချုပ်တွေလူဝင်လဲဝင်ကြီးပေးအဆစစ်အစိုးရကြီးကိုစစ်တပ်ကောင်တွေကိုအကုန်မစိုးဝင်ခိုင်းပြီးတော့အစိုးရလောက်လိုက်တယ်လွတ်တော်ဥက္ကရာကို ုံချုပ်ကူကရွှေမတ်တက်လိုက်တယ်။ဟဲ့စစ်တပ်မှာ25ကြက်ကံလုပ်ယူလာတယ်။အဲအဲ့ဒါနဲ့ NLD ပါတီကို2012မှာဂျာပြေယူကောက်ကိုဝင်နိုင်တယ်။အဲ့မှာ NLD က68ကြက်ကံလုံးထပ်နိုင်တယ်။အဲ့မှာချက်ဖို့ပလက်လန်တယ်။အဲ့တော့တရားရွှေမန်ကဘာထားလုပ်လဲဆိုတော့2015မှာယူကောက်ပွဲ PR စနစ်ဆိုပြီးထားလုပ်တော့ကျွန်တော်တို့ဝိုင်းပြီးတော့တပိတ်ပေါက်ကြရသေးတယ်။နော်နောက်ဆက်အရွေးကောက်ပေါ်မှာပီယာမဖြစ်ဘဲနဲ့ NLD ကထပ်ပြီးတောင်မျိုးကမ်းမျိုးထပ်လိုက်တော့အစိုးရထပ်ဖြစ်တော့ အဲ့မှာကြံဖို့ကတခိုးတိုက်တန်းချွေဒီဒူးတော့တနာသားခံတယ်ကျွန်တော်တို့ဒီတက်တော့သွားပြီထင်တယ်ဒီရက်မှာဆရာဦးကိုနီတို့နိုင်ငံရေးအားစုတွေကဒီအဂရိတိုက်စားမှုတိုက်တိုက်ပြရေးကော်မရှင်နဲ့ဒီဟိုပါဘောနော်စစ်တပ်ရဲ့စီးပွားရေးတွေကိုတေချာအခွန်ကောင်းမကောက်တေချာစစ်တပ်အကောင်းကြီးဖိနေပြီးပူနေတော့2020မှာထက်လဲနိုင်ရောအာနာထသိနေနောက်တော့အဲ့ဒီ election မှာ NLD တောင်မျိုးကမ်းမျိုးထပ်နိုင်တော့ အာနာထတယ်နောက်ဆုံးမှာတော့စစ်တာစစ်တာခရီးတည်ခဲ့လို့လားပြောရင်တထောင်တညပုံမြင်လို့ဖြစ်နေမယ်ဗျာအဲဒေါ်လာရင်းကြီးဖြစ်လာရင်အီယာဝူဒီမလုံးပေးမယ်ပြီးနေအကြောင်းပြမယ်သူတို့စိတ်ကြိုက်15လဲလို့အမှုတို့ဘလုံးရေးတဲ့ချေဦးကြီးကိုတကြော့ပြန်ညောင်နေပေလို့သုံးသက်ရွေးကောက်ပွဲကိုအလုတ်ပြဖွဲ့စည်းပုံကိုအစ်စ်ဆွဲဆိုတာမျိုးတွေလှုပ်လာမယ် အခင်ချင်းကြီးအဲ့တော့အန်ဒီအမတ်ဟောင်းနေတဲ့ဒီလူပါတီနဲ့တတ်တတ်ခိုင်တို့ပါတီတို့ကအတိုက်ခံပါတီပုံစံနဲ့အမတ်ဝင်လို့စစ်တကအကုန်လုံးကင်တာခင်ဗျားတို့တရုံစားလဲချီမန်မသိကြသေးဘူးလားအားလို့ကျွန်တော်ပြောချင်ပါတယ်ဇက်စုံခင်းပြီးအကုန်လုံးနောက်ကျောင်းလှန်လိုက်ရင် စစ်တပ်ကစစ်ဘုံချုပ်တွေရဲ့အဓိကပန်းနိုင်ဟာဘာတွေဖြစ်နေဖြစ်နေပုံစံအမျိုးမျိုးပြောင်းပြီးအာဏာသုံးရက်လက်မလွှတ်ရရင်ရှင်းလို့အဲ့တော့ဒီရွေးကောက်ပွဲရွေးကောက်ပွဲဆိုပြီးပြောပြောနေရလို့ပါရွေးကောက်ပွဲလို့ပြောရမှာတော့ဗဇာတိုင်းမှာမတရီစစ်တပ်လုပ်တဲ့ရွေးကောက်ပွဲဟာလေ ဖြာတယ်များညီညွတ်ရေးအတွက်လှုပ်တဲ့ဖြာကောင်းများညီလာခံလို့ပါပဲသူတို့အကျိုးစီးပွားကိုအခြေခံဖို့ဖြာကောင်းတွေကဖြာတယ်တွေကိုညီလာခံလှုပ်ပေးပြီးတောင်းဆိုကြဆိုတဲ့ပုံစံဆောက်ထိုးမိဘူးဗျာအဲ့တော့ဒီရွေးကောက်ပွဲကိုရက်တက်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ကိစ္စကိုနောက်ရက်တွေမှာဆက်ဆွေးနွေးမယ်လက်ရှိပြောလာတဲ့ဒီကောက်ပွဲတယုတ်တကန်နဲ့ပတ်သက်ပြီးလူကြီးမင်းတို့ကဘယ်လိုယူဆပါလဲ တိုက်ပွဲအရရက်ကတော့စစ်မျက်နှာပေါင်းစုံဖြစ်နေပါပြီဒီအချိန်မှာမြို့သားညီညွတ်ရေးဆိုရအပါဝင်တိုင်းသားညီနောင်တွေဟာဘ ਹੁ တက်ဦးဘ ਹੁ အစိုးရအလုံးပါဝင်တော့ဂျာကာလာအစိုးရလိုပုံစံမျိုးတစ်ခုထွက်မလာနိုင်ရင်2025မှာနှစ်ကုန်ပါ ထိုးခွေတူရှိနေပါတယ်ဒီကိစ္စတွေနောက်ရက်တွေပိတ်ကားထပ်မှာစောင့်ကြည့်ကြတင်ကြတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်